ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီကနေ့ကတော့เนาะအဖွင့်ပိုင်းလေးမှာကျွန်တော်တို့မနေ့ကနေ့ရက်တစ်ချိန်တွဲနီးလေးဖြစ်တဲ့ကီလေးရလဲဒီကနေ့မှာကျွန်တော်တို့အောင်ခဲ့တယ်เนาะညနေပိုင်းမှာ6:00ဆိုပြီးဒီမှာ6:00နဲ့ထိပ်ပြီးအောင်ခဲ့တယ်เนาะကီထိတ်ကလည်းကျွန်တော်ပြန်ဟိုဟာကစိုးကြောင်တွေထွက်ပြီးနေတော့ကီထိတ်ကလည်းပြန်မှန်လာတာဖြစ်တယ်เนาะနှစ်ခွန်ဒါပေမဲ့ကျွန်တော်မနေ့ကတော့ကျွန်တော်ဒီ break ကိုပြောခဲ့တယ်ကျွန်တော်အားမရှိဘူးဆိုပြီးပြောတယ်ဒီ break ကဒီကနေ့တော့ဖောင်းဖြစ်တယ်เนาะအဲ့မှာကျွန်တော်တို့ဒီမှာ မနေ့ကတော့ကျွန်တော်ဟိုဘရိတ်ကိုအားမပြုဘူးဒီဘရိတ်ကိုပဲအားပြုရဲဒီဘရိတ်နဲ့ပဲကျွန်တော်ထုတ်တာရေးများပါတယ်နော်အဲ့တော့ဒီမှာဒီဘရိတ်ကကျွန်တော်နှစ်ခွန်လေးကိုနှစ်ခွန်လေးကိုသုံးချိန်တော့ပြထားတဲ့အတွက်ကျင်းစီတော့ဆွဲလောက်တယ်နော်ဒီကနေ့တော့ဆဆလောက်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်ပြောခဲ့တယ်အဲ့မှာကျွန်တော်တို့ကိုဘရိတ်ဆိုပြောဒီမှာနော်အောက်မှာကိုတွေရောဒါတိုက်ချီရဲကိုဘရိတ်ဆိုပြီးဆွဲခဲ့တယ်နောက်တော့ကကျွန်တော်ဒီတန်းဒီတန်းကပြီးခဲ့ဘက်ကကျွန်တော်ဖယိုဖျဲထွက်သွားလို့ ပြတ်သွားခြင်းမှာပါเนาะကျန်တဲ့အပိနေမှာလည်းမှန်ခဲ့သလိုဒီတပွဲမှာလည်းစပြီးတော့6-3ဆိုပြီးတော့ကျွန်တော်စပြီးအောင်ခဲ့တယ်ပေါ့เนาะကြည့်ရတော့ကျွန်တော်တို့ကနှစ်ရက်တစ်ချိန်တွင်နီးလေးနဲ့အကျိုးပေးတဲ့အတွက်ဒီနှစ်ရက်တစ်ချိန်တွင်နီးလေးရဟိုတော့တွင်နီးဟောင်းလေးပါပဲအဲ့တွင်နီးဟောင်းလေးကိုနေပဲကျွန်တော်တို့သူကတစ်ချိန်ပဲပြတ်ဖူးတယ်ဂျာဂျာမှာเนาะကျွန်တော်အဲ့တစ်ချိန်ပြတ်ဖူးပြီးတော့နောက်ပိုင်းမှာကျွန်တော်ဆက်မတွက်ဖြစ်ဘူးပေါ့เนาะအခုနှစ်ရက်တစ်ချိန်နေတွက်တဲ့အခါကျတော့အဲ့တွင်နီးကိုပြန်ဆစ်လိုက်တဲ့အခါကျတော့ ကြားလက်ကောင်မှာတကြိမ်ပြက်ပြီးရဲဆိုပြက်မှန်လာတယ်အဲ့ပြက်တဲ့အပြင်မှာကျွန်တော်ထည့်အတွက်ပြမယ်เนาะအဲ့တော့ကျွန်တော်ဘယ်ရစအတွက်မလဲဆိုတော့3 3ည1ကနေစမယ်ပြဒီကနေ့မီးရလည်းပြက်နေတော့ကျွန်တော်ဗက်တီမီနဲ့လုတ်ပေးရဲ့အတွက်နည်းနည်းလေးဟိုဟာအလင်းအားညော့နေရအောင်နားလည်းခွန့်လုတ်ပေးပါဗျာเนาะအဲ့တော့3 3ည1 3 3ည1မြင်ရပါတယ်เนาะဒီလောက်ဆို6962 6962ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် ဒီ3ညရဲ့တဲ့ဒီ9ရဲ့ပါ9ပါတဲ့ကို9ရဲ့နှက်ခတ်က6 9ရဲ့ပါပါ4 964ဆိုတဲ့ကီ3လုံးဒီအပြင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၄3နဲ့အော်၄3မှာ၄တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့၄၄၄၄တဲ့၄မှာလဲ၄တလုံးမဲ့ထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်နော် ရှေ့မှာအများကြီးရှိရနော်ကျွန်တော်တွက်မပြတော့ဟိုဟာဒီဒီလောက်တွက်ပြတာအောင်နည်းနည်းတော့ရှည်နေပြီနော်ဒါပေမဲ့ကျွန်တော်ကပြက်ပြီးမှန်နေဆိုရဲအကြောင်းလေးကိုကျွန်တော်သိစီကျွန်တော်တွက်ပြခြင်းပဲဖြစ်တယ်6956နောက်ကား65 6အပေါ်မှာတားမိန်ဝိုင်းပြော16နောက်တကား8964ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်း လေးလေးရနှစ်ခက်ကနှစ်လေးရပါဝါကိုလေးနှစ်ကိုဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တိရှိတိရှိတယ်မအောင်မအောင်ဗျရှစ်လေးရှစ်လေးတဲ့ရှစ်လေးမှာလဲကျွန်တော်တို့လေးတလုံးထိပ်ပြီး အောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ်ရှစ်ငါငါနှစ်ရှစ်ရှစ်6နှစ်ရှစ်ရှစ်6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ6ရဲ့ပေါင်း1ပါတဲ့1ရဲ့နှက်ခက်က8 1ရဲ့ပါဝါ6 8 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃၅ တုံညာတုံညာဆိုပြီးအဲ့လိုအဲ့ပြင်မှာကျွန်တော်ပြက်သွားတယ်ပြက်ပြီးနောက်ပိုင်းမှာကျွန်တော်ဆက်ပြီးမကစားပြစ်ဘူးเนาะဒီကောင်တွေကိုပြန်ပြီးမှန်လာလားမမှန်လားလားကျွန်တော်မတွက်မိဘူးဒါပေမဲ့ကျွန်တော်ဒီကောင်ကိုပြန်ပြီးစစ်ဆေးလိုက်တဲ့အခါငါ့ရဲ့တွက်နီးတွေကပြက်ပြီးသွားရင်မှန်တတ်ပါဆိုပြန်စစ်ဆေးလိုက်တဲ့အခါမှာဆက်ပြီးမှန်လာတွေ့တယ်မှန်လာတွေ့ရတဲ့ကျွန်တော်တို့ဆက်ပြီးတွက်ပါမယ်အဲ့မှာ1 5 6 6ချောက်တဲ့เนาะ1 5 6 6 6 9 3 6 9 3 53ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9ရယ်9ရယ်ပေါင်း3ညရတယ်3ညရဲ့နှက်ခတ်ကခွန်း3ညရဲ့ပါဝါ9 3ညခွန်း9ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့65တဲ့ဩ65မှာ9တလုံးထိပြီးအောင်ခဲ့သလို19တဲ့19မှာလည်း9တလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါရဲ့ဗျနော်ဒီနေ့ကကြာပြီဗျကျွန်တော် အဲ့ဒီတပင်နဲ့ပြက်လိုက်ပြီးရနောက်ပိုင်းမှာကျွန်တော်ဆက်မတွက်ပဲဟိုတွက်မပြရဲနောက်နေ့ကျတော့ကျွန်တော် review 20ဟို3ရက်ဒီချိန်တင်တွေ့ရောဒီချိန်နေရတွက်သွားမိတော့ထလှက်ပြီးမကြည့်မိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ပင်ကိုတွက်ပါမယ်94 56 94 56တဲ့တက်ခွန်ခွန်လေးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ခွန်ရဲ့အဲ၄ရဲ့ခွန်ရဲ့ပေါင်း1တည့်ရဲ့နှက်ကက၈၈ တက်ကပါဝါ6 186ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာရပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့38တဲ့အဲ့မှာ38မှာ10တလုံးထိပြီးအောင်ခဲ့ပါတယ်66 66တဲ့66မှာလည်းကျွန်တော်တို့6တလုံးထိပြီးညာဝမနဲ့ကောအောင်ခဲ့ပါတယ်ဗျပုံမှန်လင်းပါရဲ့နော်ကဲနောက်တကား3 3 3အဲလေ အင်းလေးလေး၃ည၃ည၄၄၃ည၃ညတဲ့၃ည၅၃ခု၃ည၅၃ခုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီ၃ရဲ့ပေါင်းခွန်းခွန်းနှစ်ခက်က၃ည၃ခွန်းရဲ့ပါဝါ2ခွန်း၃ည2ဆိုတဲ့ကြီး၃လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၃ည၈၃ည၈ဩ၃ည၈မှာ၃ည၃လုံးထိပ်ပြီးအောင်ခဲ့ပါတယ် နှစ်လေးတဲ့နှစ်လေးမှလည်းနှစ်တလုံးထိပ်ပြီးညာရောမနဲ့ကောထက်အောင်ပါလေဗျ။ကဲနောက်တစ်ပြောင်းတွက်ပါမယ်နှစ်3 6 9 2 3 6 9 2ခု73နှစ်ခွန်73ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ကျွန်တော်တို့3ရ8ကပေါင်း1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 တည့်ရနှစ်ခက်က၈တည့်ရဘာဝ၆တိရှိ၆ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ကိုကိုတဲ့မအောင်မအောင်ဗျာ6ခွန်6ခွန်နဲ့6ခွန်မှာတော့6တုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့အဲနောက်တစ်ပြုံကြည့်ပါမယ်ကို9ခွန်လေးကို9ခွန်လေး၄၃၉၈၄၃၉ ်6 8ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုတွက်မဲ့ဆိုရင်9ရယ်9ရယ်ပေါင်း4 4ရယ်နှစ်ခက်က2 4ရယ်ပါဝါ6၄2 6ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2 7 2 7တဲ့2 7မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 8 4 8တဲ့4 8မှာလည်းကျွန်တော်တို့4တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါရဲ့ဗျဒီနေ့ကညာညမနဲ့တော်တော်ထွက်တဲ့နေ့နော်ကဲနောက်တစ်ပြင်ကိုတွက်ပါမယ် chào tông cô cô tí xí tí 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 xí tí tí so vì ကျွန်တော်တို့ထွက်ထားပါတယ်ဘယ်ဝင်ဟောတိတိတိအဲ့မှာကျွန်တော်တို့တွက်မဲ့တွက်လိုက်တွက်မဲ့ဆိုရင်3ရဲ့တကယ်ပေါင်းတော့4 4ရဲ့နှစ်ခက်က2 4ရဲ့ပါဝါကို4 2 9ဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရဲ့ခါကြတော့5 4 6လေးတဲ့ဟောဒီမှာ6ရဲ့4ရဲ့ထိပြီးတော့အောင်ခဲ့သလိုညနေပိုင်းမှာလည်း6လေးဆိုပြီးထပ်တွက်တဲ့အတွက်ညအောင်မနေ့ကအောင်ခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါရဲ့ဗျနော်ဒီနည်းလေးကိုကျွန်တော်ခောက်ထားမိတာတကယ်တော့မှားပါတယ်နော်အဲ့တော့6လေး6လေးဒါဆိုကျွန်တော်တို့အောင်တယ်လို့ပြောရမှာပေါ့နော်6လေး6လေးထွက်လဲအပတ်တုံးကလည်းကျွန်တော်တို့အဲအဲ့တော့နောက်တစ်ပြေကိုတက်ပါမယ်ကျွန်တော်နီးတွေကဒီလိုမျိုးတစ်ခါလေးကျပြက်ပြီးသွားရင်လည်းပြန်ပြန်မှန်နေနီးတွေမလို့ကျွန်တော်ခောက်ခောက်ထားမိတဲ့အခါမျိုးကြာကျွန်တော်အများကြီးနောင်တရရပါတော့အဲနောက်တစ်ခါကျတော့ လေးကိုကိုခွန်လေးတဲ့နောက်တစ်ခါကျွန်တော်တို့ဒီကနေ့ထွက်သွားတာ2363နဲ့အဲကောင်းပြီဒီဒီလိုစက်တိုက်စက်တိုက်ကြီးပဲเนาะဒီမှာကြည့်เนาะဒီမှာလည်း2ကြိမ်အောင်တာเนาะဒီမှာလည်း2ကြိမ်အောင်တာဒီမှာ2ကြိမ်နဲ့အောင်နေအဲဒီလိုတပင်ပြက်ပြီးသွားရင်နောက်ပိုင်းမှာစက်တိုက်ပြန်အောင်လာတာ2ကြိမ်2ကြိမ်2ကြိမ်ကြီးပဲနောက်ဒီမှာ2ကြိမ်အော်ဒီမှာ2ကြိမ်2ကြိမ်နဲ့ဟုတ်လားအခုရောဘယ်2ကြိမ်အောင်မလဲကျွန်တော်တို့ကြည့်ရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့တွက်လိုက်ပါမယ်เนาะအင်္ဂါနေ့အတွက်6ရဲ့6ရဲ့ပေါင်း ငါ၊ငါရဲ့နှက်ခတ်က၃၊ငါရဲ့ပါဝါ၃ည၊ငါ၃၃ညဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တကယ်။အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကျွန်တော်တို့စဉ်းစားလိုက်ကြအောင်။မနေ့ကငါအတွက်ကီးထိတ်တဲ့နော်၊ကီးထိတ်။ဒီကနေ့တော့မှန်နေနော်။မနေ့ကငါအတွက်ကီးထိတ်ကဘာရတယ်လဲဆိုတဲ့အခါကျတော့အဲ့တော့ဒီမှာကျွန်တော်တို့ကဘာရတယ်လဲဆိုတဲ့အခါကျတော့၅၃၈တဲ့ ဟောခုနကကျွန်တော်ကြီးကငါတုံညာတုံးနေကဲဗျာဘယ်လိုလုပ်ကြလဲအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ရမှာကကြည့်မယ်ဆိုရင်ငါငါဘူးတို့เนาะအဲကျွန်တော်ဟိုဟာငါငါဘူးတို့ငါတုံညာတို့ငါတုံးတို့နောက်တကသုံးငါတို့သုံးတုံညာတို့ဟိုသုံးသုံးတို့နောက်တကရှစ်ငါတို့ရှစ်တုံညာတို့ရှစ်သုံးတို့ဒါပဲရှိရဲ

ျွန်တော်တအားကတ်သွားရနော်ဒီမှာဒီဘက်မှာလက်ရေးချဲလိုက်ပြီအဲ့တော့83ခါတိုင်းကြောင့်ဒီကောင်ကွက်တီပဲဟုတ်လား83နော်ဒါ83 83နော်ဒါပေမဲ့83အဲ့တော့ကျွန်တော်တို့ပရိတ်ကတော့ခင်ဗျားတို့ကြိုက်ချင်တဲ့ယူကစားမကြိုက်ချင်တဲ့မကစားနဲ့နော်ဒီကနေ့ရတဲ့ပရိတ်ကိုကျွန်တော်ပြောရမယ်ဆိုရင်ပရိတ်က6 8 3နဲ့နော်အဲ့မှာ6 8ဒီ main ပရိတ်ဖြစ်ပါတယ်တဲ့နော် 6ရှစ်ဒီ main break ဖြစ်ပါတယ်ဒီမှာပြောမယ်ဆိုရင်တော့6ရှစ်နဲ့ပတ်သက်တာဆိုရှစ် break ဒီမှာ10 break ဒီမှာ6 break ဟမ်အဲ့လေမဟုတ်ပြောပြတာဒါလေးထားအဲ့တော့နောက်တစ်ခါဒီမှာကျွန်တော်တို့ကျန်တာ10 break ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီ break အတိုင်းကစားမယ်ဆိုရင်ကျွန်တော်တို့က9 3 3 5ပါရွဲထားလိုက်တော့เนาะဖယ်လိုက်မယ်ဟုတ်လား9 3 3 3နာရက၈၃ညဆိုပြီးတော့ဒီ၃ခွက်ပဲထွက်တယ် နော်ဒီ၃ခွက်ပဲထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီ၃ခွက်ပဲထွက်တယ်ဟုတ်လားအဲ့မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်933383ဆိုတာပဲထွက်တယ်အဲ့ဒါကတော့ဒါကတော့ကျွန်တော်တို့ brain နဲ့ပတ်သက်ပြီးထုတ်ထားတာအဲ့တော့ကျွန်တော်တို့ဟိုမှာမနေ့ကမှကျွန်တော်ပေးထားတာရှိရယ်เนาะမနေ့ကပေးထားတာရှိတယ်ဟာလာကျွန်တော်တို့အခွေလေး 顶你牙孔穴，然后艾可的牙，比格的白牙，不要是太短，顶你牙孔穴做的溃啊，确实也是对的。除了大马路、地方面门出边的，就那顶顶你牙孔穴个，可以全面受益。就那新洗牙做的报告、啊，检他个路没有，哦，洗牙做的报告他、啊，检、嗯、查、啊、的路没有，我顶你牙孔穴呢，多比盖你的，那。 အဲ့တော့ဒီကောင်းနေမြန်း85ဆိုပြီးထွက်သွားမလားဆိုပြီးကျွန်တော်တို့က85လေးကိုတော့ကျွန်တော်အနေနဲ့ထည့်စေခြင်းနဲ့နော်အဲ့တော့85လေးကိုကျွန်တော်ထည့်စေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကဒီလေးခွက်ကိုကျွန်တော်အနေနဲ့တင်ခွက်ဖြစ်ကစားမယ်ကစားပြီးကြံတာလေးတွေကိုတော့ကျွန်တော်အနေနဲ့အရန်ဖြစ်ကစားမယ်ဒါကတော့ကျွန်တော်ကစားမယ်အစီအစဉ်ကိုပြောပြခြင်းပဲဖြစ်တယ်အမျိုးတို့လည်းကြိုက်နှစ်သက်တယ်ဆိုယူကစားမကြိုက်နှစ်သက်ဘူးဆိုရင်မကစားနဲ့နော်အဲ့တော့ကျွန်တော်တို့ဒါက တပိုင်ဒါမှမဟုတ်လို့ဒီလိုကျွန်တော်ဆက်ပေးထားသလိုပုံစံမျိုးမဟုတ်ဘဲနဲ့ဒီကီးထိတ်နဲ့ဒီပရိတ်နဲ့ပဲတွဲမလားတို့မဟုတ်ဒီကီးထိတ်နဲ့ကျွန်တော်တို့မနေ့ကကြံခဲ့တဲ့နှစ်ခွန်၄၉ဆိုတဲ့ပရိတ်နဲ့ပဲတွဲမလားဒါကတော့အမျိုးတို့ဆန္ဒရှိသူတွဲကြည့်ပါเนาะဒါကတော့ကျွန်တော်အနေနဲ့ဟိုဟောတာဒီနီးလေးနဲ့ပဲတွဲထားတာကိုကျွန်တော်ကစားမှာဖြစ်ပါတယ်အမျိုးတို့ကဒါမှမဟုတ်ငါတို့နီးငါတို့ဟာနဲ့ကစားမယ်တင်းနစ်၄ခွန်၄ခွန်ကိုကထွက်เสียရရှိသေးတယ်တင်းနစ်၄ခွန်ကိုနဲ့ကစားမယ်ဆိုရင်လည်းတင်းနစ်၄ခွန်ကိုနဲ့ကစားပါเนาะ ဒါမှမဟုတ်ကြောကီးထိတ်ကိုပဲယူကစားမယ်ဆိုလဲကီးထိတ်ကိုယူကစားကီးယိုယိုယူကစားမယ်ဆိုလဲကီးယိုယိုကိုယူကစားမိမိချိန်နှစ်တရားကိုစားပါနော်ကျွန်တော်ပေးသည်မဟိုမတ်တက်တီကတော့ပြက်ခဲပါတယ်အမေပြီးခဲ့ဘက်ကလည်းဆိုလဲတနင်္လာအင်္ဂါမှာ6 16တလုံးဆိုတော့ကျွန်တော်အများအမ်းပြောခဲ့တယ်နော်အမျိုးလိုမှဘူးကျွန်တော်ကလည်းအမြဲတမ်းတော့သတိမပေးနိုင်ဘူးအဲ့မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့63ဆိုပြီးတော့တနင်္လာနေ့မှာပဲ16တပြားကဆွဲသွားခဲ့ပါတယ်ဗျာเนาะကဲအဲ့တော့ဒီကနေ့တော့ ျွန်တော်ရဲ့စီစီတည်ဆဲမှုလေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးရင်အင်္ဂါနေ့မှာအောင်ခွေများနဲ့ပျော်ရွှင်နေကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာရင်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ